မင်္ဂလာပါဒေါက်တာအောင်သူဘလော့မှပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဘလော့ကနေပြီးတော့နေ့စဉ်ကျွန်တော်တို့မနက်9နာရီမှာ ကျွန်တော်တို့သွားကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူးတုဒါတွေအထွေထွေကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူးတုဒါတွေနဲ့ personal development နဲ့ပတ်သက်တဲ့ဘူးတုဒါတွေကိုကျွန်တော် sharing လုပ်ပေးနေရပါဒီနေ့ကတော့ကျွန်တော်ရှေ့ရက်မှာပြောထားတဲ့ ျွန်တော်တို့ဒီပချိတ်ရောင်တဲ့အကြောင်းနဲ့နည်းနည်းဆက်ဆက်ပြီးတော့ဆက်ပြောပေးမယ်ပေါ့နော်အဲ့ကနေမှကျွန်တော်တို့ကဒီဒဒွေးကလန်းအကြောင်းလေးတွေပေါ့ဒါလေးတွေကိုကျွန်တော်အသေးစိတ်လေးဒါမျှဝေပေးမယ်ပေါ့နော် sharing လုပ်ပေးမယ်ဒီဘူးသူတာလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဒဒွေးကလန်းကိုကျွန်တော်တို့က slippery ကလန်းလို့ခေါ်တာပေါ့ကဲဒီဒဒွေးကလန်းအကြောင်းကောဒါတိချာတိချာပြီးပြီလားပေါ့နော်ဒါဒါကျွန်တော်ခန္ဓာကိုယ်မှာဒါအရေးကြီးတဲ့အစိပ်ပိုင်းထဲမှာပါတယ်ပေါ့ အဲ့တော့ကျွန်တော်တို့က dray gland ဆိုတာကျွန်တော်တို့ကဘာ gland လဲပေါ့အဓိက dray gland နေတူအဓိကကျွန်တော်တို့ dray gland ဆိုတာကျွန်တော်တို့က exocrine gland လို့ခေါ်တယ်ကျွန်တော်တို့ဒီခန္ဓာကိုယ်မှာကျွန်တော်တို့က exocrine gland နဲ့ endocrine gland ဆိုပြီးနှစ်မျိုးရှိတယ်ဒါဘ ഹു သုတအနေနဲ့ဒါကျွန်တော်တို့ knowledge အနေနဲ့နည်းနည်းသိထားရင် ရပြီဘ ഹു သုတအနေနဲ့ပေါ့နော်ဟိုအရင်ကြီးဒီသေးကြီးတိမရယ်မဟုတ်ပါဘူးရတယ်အဲ့တော့ကျွန်တော်တို့ကဒီ exocrine gland ကကျွန်တော်တို့ကဒီ salivary gland ဒါ three gland ကထုတ်တဲ့ဟာကိုကျွန်တော်တို့က exocrine gland လို့ခေါ်တယ်ကျွန်တော်တို့ဟော်မုန်းတွေထုတ်တဲ့အပိုင်းကိုကျွန်တော်တို့က endocrine gland လို့ခေါ်တယ်အဲဒါဥပမာကျွန်တော်တို့ pancreas ကနေ insulin ဟော်မုန်းတွေထုတ်တာအဲဒါမျိုးပေါ့ဒါဒါပြီးတော့ကျွန်တော်တို့ thyroid gland ကနေ thyroid ဟော်မုန်းတွေထွက်တာအဲဒါမျိုးတွေကိုကျွန်တော်တို့ကဒါကို endocrine gland လို့ခေါ်တယ်ဒါဥပမာအနေနဲ့အကြံဉာဏ်လေးပေါ့နော်အဲ့တော့ ျွန်တော်တို့ဒီ slavery gland 3 gland မှာဘယ်နှခုရှိတာလဲပေါ့ဘယ်နှခုရှိတာလဲအဓိကကျွန်တော်တို့ major နဲ့ minor ဆိုပြီးနှစ်ခုရှိတယ်ဒါပေမဲ့ major မှာမှကျွန်တော်တို့က gland အကြီးကြီး3ခုရှိတယ် gland အကြီးပေါ့နော်အဲ့တော့ parotid gland ဆိုတာရှိမယ် submandibular gland ဆိုတာရှိမယ် sublingual gland ဆိုတာရှိမယ်ဒါတော့အင်္ဂလိပ်လိုပဲဒါပြောလို့ရတာပေါ့နော်အဲ့တော့ parotid gland ကဘယ်မှာရှိတာလဲ ကျွန်တော်တို့ဒီနားရဲ့အရှိအောက်ဘက်ပေါ့နားရဲ့အရှိအောက်ဘက်မှာသရိကံပြောင်းပြန်ပုံစံမျိုးရှိနေတာဒါကိုကျွန်တော်တို့ကဘေးတစ်ဖက်တစ်ချက်စီမှာသူကအမြဲတမ်းဒီ salivary gland ဒီ parotid gland တို့ဒီ major salivary gland ကရှိရင်နှစ်ဖုံအမြဲတမ်းရှိတယ်အဲ့လိုဆိုတော့ဘယ်ညာနှစ်ဖက်လုံးမှာကျွန်တော်တို့သရိကံဇောက်ထိုးပုံစံမျိုးရှိနေတာနားရဲ့အရှိအောက်ဘက်မှာရှိတာဒါကိုကျွန်တော်တို့က parotid gland လို့ခေါ်တယ်ဒါ parotid gland က ကျွန်တော်တို့တတွေးရဲ့90ရာခိုင်နှုန်းတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့တတွေးထွက်တာကဒီ protein gland ထွက်တာဒါ protein gland နောက်တစ်ခုက cell manipular gland cell manipular gland ကတော့ကျွန်တော်တို့ရဲ့ဒီဂျောနှစ်ဖက်ဒီဂျောအောက်မှာပေါ့နော်တစ်ဖက်တစ်ချက်စီမှာရှိတာကိုကျွန်တော်တို့က cell manipular gland နောက်တစ်ခုက cell lingual gland cell lingual gland ကတော့ရှာရဲ့အောက်မှာရှိတာကိုကျွန်တော်တို့က cell lingual gland လို့ခေါ်တယ်ဒါကတော့ကျွန်တော်တို့ major salivary gland အုပ်စုပေါ့ major three gland ပေါ့နော် နောက်တစ် minor salivary gland minor salivary gland ကတော့တော့အများကြီးရှိတယ်အများကြီးရှိတယ်ဆိုတော့ဒီ gland ပေါင်း600နေ1000အသွင်းလောက်ထိကိုရှိနေတာဗမာတွေရှိတာလဲကျွန်တော် lip လို့ခေါ်ရနှာခမ်းရယ်ကျွန်တော်တို့အာခေါင်တွေမှာရှိမယ်အဲကျွန်တော်ရှာတွေမှာရှိမယ်အဲဒါကတော့ကျွန်တော်တို့က salivary gland အိတ်အသေးလေးတွေပေါ့ဒါကျွန်တော်တို့ဒီ major နဲ့ minor salivary gland ဒါကတော့ကျွန်တော်တို့က the three gland တကယ်အခုရှိတဲ့ဒါ three gland အခုဟောပေါ့ major နဲ့ minor အကြောင်းပေါ့နော်အဲ့တော့ဒီကနေပြီးကျွန်တော်ကျွန်တော်တို့ဒီ three gland တွေကဘလို့အလုပ်လုပ်နေရလဲပေါ့ဘလို့အလုပ်နေနေဘာအတွက်ကိုတို့ကအလုပ်လုပ်ပြီးနေရလဲအဓိကကျွန်တော် digestion digestion ဒီ three gland က three ထွက်ပြီးဆိုရင်ဒီ three gland က three မှာကျွန်တော်တို့ကဘာပါလဲဆိုတော့အစာခြေဖြတ်ဖို့အတွက် amylase နဲ့ lipase ဆိုတာပါပြီးသား ဲ့တော့ဒီအမိုင်းလေးနဲ့ light weight ကကျွန်တော်တို့ဘာတွေကိုခြေဖြတ်နိုင်လဲဆိုတော့ carbohydrate နဲ့ fat ကိုခြေဖြတ်နိုင်တယ်။ဒါပြောရင်တော့ညီမတို့ပြောရင်တော့ကျွန်တော်ဂစီဓာတ်ပေါ့ဂစီဓာတ်နဲ့ကျွန်တော်တို့အဆီဓာတ်ကိုခြေဖြတ်နိုင်တယ်ခြေဖြတ်နိုင်တယ်ဒီတော့ကျွန်တော်တို့ကဓာတ်တွေကိုခြေဖြတ်ခြင်းအပြင်ကျွန်တော်တို့ရဲ့ဒီအစာအိမ်မှာဝင်တစ်ခုနည်းနည်းလေးညော့ပါမယ်ဝင်ညော့သွားတော့အစာအိမ်ကအလုလုသွားတာနည်းနည်းလေးတက်တာတယ်ဒီတဘောပဲဒါကတော့ကျွန်တော်တို့ကအစာခြေစနစ်ထဲမှာဒီကျွန်တော်တို့ဒရေဂလန်က ပါဝင်ပတ်သက်နေတယ်။နောက်တစ်ခုကကျွန်တော်တို့ lubricating action lubricating ဆိုတာ lubricant ဆိုတာချောမှုရအောင်လုပ်တာအဲကျွန်တော်တို့ဒီဟိုကားတွေဘာတွေကအစားကျွန်တော် engine wine ထည့်တယ်ဆိုတာကျွန်တော်တို့ဒီ set တွေကိုဘာဖြစ်ထွေခြင်းလို့လဲဆိုတော့ lubricant အနေနဲ့လုပ်ခြင်းလို့ lubricant ဆိုတာတကယ်ပြောရရင်တော့ set တွေကိုဟိုချောမှုအောင်လို့လေပတ်တဲ့အချိန်မှာချောချောမှုမှုနဲ့လေပတ်လို့ရအောင်လို့ကျွန်တော်ဒီ engine wine ကားမှာဆို engine wine ဒါ brake စီအမျိုးမျိုးပေါ့နော် brake စီ auto wine ဒါတွေအကုန်ထည့်ရတာဘာကြောင့်ထည့်ရလဲဆိုတော့ ီစက်တီစက်ရန်တရားတွေလှုပ်ရှားတဲ့အချိန်မှာချောမွေအောင်လို့ဒီမှာလဲဒီတဘောပဲဒီအစာတွေကိုကျွန်တော်တို့ဒီတရေရှိခြင်းအပြင်အစာမျိုးချရတာလွယ်မယ်ပြီးတော့ချောချောမွေ့မွေ့ရှိတယ်ချောချောမွေ့မွေ့ရှိတယ်အစာတွေကိုချောချောမွေ့မွေ့နဲ့မျိုးချလို့ရတယ်ချောချောမွေ့မွေ့နဲ့ကျွန်တော်တို့စားလို့ရတယ်ဒါကသူ့ရဲ့ function ကနှစ်ချက်ပဲရှိတယ်နော်နောက်တစ်တစ်ခုကတော့သူကဘာကိုကာကွယ်ပေးမှလဲကျွန်တော်တို့ကျွန်တော်တို့ခန္ဓာကိုယ်ကိုသူက ဘာဘာတွေကွယ်ပြီးနိုင်လေပေါ့ဒီ slippery gland three gland ရှိခြင်းအဖြစ်ဘာတွေကွယ်ပြီးနိုင်လေခုနကျွန်တော်ပြောတဲ့အထဲမှာဒီ function ထဲမှာလည်းပါပြီးသားအဓိကသူ့ရဲ့ဘာကိုကွယ်ပြီးတာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ oral mucosa ဗစက်ရဲ့အရေပြားပေါ့တကယ်ပြောရင်တော့ဒီမှာဆိုရင်အရေပြားပေါ့ဗစက်မှာတော့ကျွန်တော်တို့က oral mucosa လို့သုံးလုံးနေပေါ့เนาะအဲ့တော့ဒီ oral mucosa ကိုသွားမထိခိုက်အောင်ချောမွေ့အောင်သွားကူညီပေးတယ်ဥမာ drain မရှိရင် drain တာမရှိရင်ကျွန်တော်တို့ စားတဲ့အစာတွေကဒီကျွန်တော်တို့ oral mucosa လို့ခေါ်တဲ့ဒီပါးစပ်ရဲ့အသွင်းသားအရေပြားကိုထိခိုက်ပွန်းပဲ့နိုင်တယ်ဒါကိုမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်အဓိကကတော့ဒါကိုမဖြစ်အောင် lubricating action နဲ့သူကမလုပ်ပေးလဲဆိုတော့ဒီကျွန်တော် oral mucosa ကိုချောမွေ့အောင်ကူညီပေးတယ်အာဒါကတော့သူ့ရဲ့ protection ပေါ့ဘယ်လိုကာကွယ်နေရလဲပေါ့နော်နောက်တစ်ခုကသူ့မှာကျွန်တော် antibacterial enzyme ပါတယ်ဘက်တီးရီးယားတွေကိုတိုက်ဖြတ်နိုင်တဲ့ အန်ဆိုင်သူ့မှာပါပြီးသားဒါကိုလိုက်ဆိုဆိုင်လို့ခေါ်တယ်လိုက်ဆိုဆိုင်လို့ခေါ်တယ်နောက်တစ်ခုကခန္ဓာကိုယ်ရဲ့ကုခံအားစနစ်အတွက်အရေးကြီးတယ် IgA အဲဒီ IgA ဒီကျွန်တော်ခန္ဓာကိုယ်ရဲ့ကုခံအားစနစ်ရဲ့သရောက်တဏ္ဍာကလည်းသူကပါဝင်ပတ်သက်နေတယ်နောက်တစ်ခုကကျွန်တော်တို့က buffering action buffering action ဆိုတာကျွန်တော်တို့ဒီတတွေးမှာကျွန်တော်တို့က bicarbonate တွေပါတယ်ဗောနော် bicarbonate ဓာတ်တွေပါတယ်ဒီဘိုက်ကာဘိုနိတ်ဓာတ်ကဘာကိုထပ်ကာကွယ်ပေးနိုင်လဲဆိုတော့ကျွန်တော်တို့သွားတွေပိုးစားမှာကိုကာကွယ်ပေးနိုင်သေးတယ်ဒီဓာတ်တွေရှိခြင်းအပြင်ဘာဖြစ်လို့လဲကျွန်တော်တို့ဒီသွားပိုးစားတာကတကယ်ပြောရရင်ကျွန်တော်တို့ကဒီ acid acid ဖြစ်သွားတာပဲတကယ်ပြောရရင် acid က acid condition ဖြစ်သွားတာပဲအဲ acid ကသွားကိုကျွန်တော်တို့ဖြည်းဖြည်းချင်းဆွေးမြေ့ပြီးစားမှာအဲ့ဒါမစားအောင်ကျွန်တော်တို့ကဒီ ဘိုင်ကာဘိုနိတ်ဓာတ်ကနေပြီးတော့တကယ်ပြောရရင်တော့ကျွန်တော်တို့က acid ကိုတကယ်ဘိုင်ကာဘိုနိတ်ကအယ်ကာလိုင်းကို acid နဲ့အယ်ကာလိုင်းတွေ့တော့ဒီ acid ကဘာဖြစ်သွားမလဲဓာတ်ပြေသွားမလဲဒီတဘောပဲအဲ့တော့ကျွန်တော်တို့ကဒီသွားပိုးစားတာကလည်းကျွန်တော်တို့ကာကွယ်ပေးနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့အရတာအရတာအရတာကိုရှိအောင်လုပ်ပေးနိုင်တယ်ဆိုတော့ဘလူနီးနဲ့လုပ်ပေးနိုင်တယ်ဆိုတော့ကျွန်တော်တို့ရှာမှာအရတာခံတဲ့အဖုကလေးတွေရှိတယ်အဲသူကအဲ့ဒီအဖုလေးတွေကိုအရတာရရှိအောင်ကူညီပေးနိုင်တယ်ဒါကတော့သူ့ရဲ့ ဒါ protection function မို့ဘာတွေကိုသူက protect လုပ်ပြီးဘာတွေကိုလှုပ်ဆောင်ပေးနေလဲပေါ့เนาะဒါသူ့ရဲ့ဒါလုပ်ငန်းဆောင်တာတွေပေါ့เนาะဒီတော့ကျွန်တော်တို့ဒီကနေပြီးတော့ကျွန်တော်တို့ဘာတွေဖြစ်နိုင်သေးလဲဒီ the library gland ကနေပြီးတော့ဘာတွေဖြစ်နိုင်သေးလဲဘာဖြစ်နိုင်သေးလဲဆိုတော့ library gland dysfunction လို့ခေါ်တယ် function ပေါ့သူကောင်းကောင်းအလုပ်မလုပ်တော့ဘူးမှာ drive အထွက်နဲသွားပြီပေါ့เนาะဥပမာ drive အထွက်နဲသွားပြီဆိုရင်ပထမအဦးဆုံးကျွန်တော်ရင်ဆိုင်ရမှာ drive mouse ဒါကိုအရှိဗီဒီယိုမှာကျွန်တော်ပြောပြဘူးတယ် dry mouth ဆိုတဲ့အကြောင်း dry mouth ဆိုတာအာ၆တာပေါ့ green 6သွားပြီ green 6သွားရင်နောက်ဆက်သွဲရပါတယ်ဖြစ်လာမလဲသွားတွေပိုးစားလာမယ်ဒါနောက်ဆက်သွဲဒါအများကြီးဖြစ်နိုင်တယ်ဒီတဘောပဲအဲ့တော့သွားပိုးစားတာတော့ main ပေါ့နော်သွားတွေအများကြီးပိုးစားနိုင်တယ်အဲ green 6တဲ့အတွက်ခုနအစာခြေဖြတ်တာပို့ပြီးတော့ဟိုအာမကောင်းတော့ပေါ့အာမကောင်းတော့အစာရင်ကပို့အလုတ်လောက်ရတာမျိုးဒါမျိုးတွေဖြစ်သွားနိုင်တယ်နောက်တစ်ခုကကျွန်တော် cyanide lithiase လို့ခေါ်တယ် ဆိုင်ယယ်ဆိုင်ယယ်လိုလီတီရေးဆိုလို့ခေါ်ဆိုင်ယယ်လိုလီတီရေးဆိုရတော့ကျွန်တော်ရှေ့ဗီဒီယိုမှာပြောထားတယ်ကျွန်တော်တို့ mans virus ပကြိတ်ရောင်တာ virus ကြောင့်ပကြိတ်ရောင်တာကိုကျွန်တော်ကဆိုင်ယယ်လိုလီတီရေးဆိုလို့ခေါ်တယ်ပေါ့နော်ဆိုင်ယယ်လိုလီတီရေးဆိုတာကျွန်တော်တို့ဒီဒီ three gland ရောင်ရမ်းတာပေါ့နော်နောက်ခုကဆိုင်ယယ်အဒီနိုက်တဲ့ဆိုင်ယယ်အဒီနိုက်တဲ့ဆိုင်ယယ်အဒီနိုက်တဲ့ကတော့တချို့ three gland ဒီဓာတ်ပေါ့ထွက်တဲ့ကျွန်တော် three gland ရဲ့ပြုံမှာ ကြောက်ပိတ်တာမျိုးဖြစ်တတ်သေးတယ်။ဒါမျိုးဆိုရင်လည်းဒါကျွန်တော်စိုက်ရဲ့အဒီနိုက်တက်လို့ခေါ်တယ်ပေါ့နော်။နောက်ကအာသာကတော့ကျွန်တော်တို့က auto immune disease တွေကြောက်လဲဖြစ်နိုင်တယ်။ auto immune ဆိုတာခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ထိုးရင်းပြီးဖြစ်တဲ့ရောဂါတွေကြောက်လဲဒီတရေဂလန်ကဒါရောင်ရမ်းတာတွေပါလိဖြစ်နိုင်တယ်။နောက်တစ်ခုကတော့တော်တော်ရှားပါတယ်ဒါကတော့ salivary gland tumor လို့ခေါ်တယ်။ cancer ပေါ့။တရေဂလန် cancer ဖြစ်တာမျိုးလဲဖြစ်နိုင်တယ်။ဒါကတော့သူ့ရဲ့ဖြစ်တဲ့ problem လေးပေါ့နော်ကဲအခုဗီဒီယိုလေးကနေပြီးတော့ဒီတွေး gland အကြောင်းလေးတွေကိုဒါဘူသူဒဟိုတွေး gland အကြောင်းလေးတွေအကြောင်းကိုပေါ့နော်တွေး gland တွေအကြောင်းကိုဘူသူဒရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘူသူဒရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာပြီးတော့သွားတက်မိုင်းနဲ့ပတ်သက်တဲ့အခြားသိချင်တဲ့အကြောင်းအရာလေးတွေရှိရင်လဲအခုဗီဒီယိုလေးရဲ့ comment မှာမေးထားလို့ရတယ်အဲဒီမေးထားတဲ့အကြောင်းအရာလေးတွေကိုလည်း နောက်ဗီဒီယိုလေးတွေမှာကျွန်တော်ထပ်ပြီးတော့ sharing လုပ်ပေးပါအောင်မယ်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ